်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဂျပန်ရောင် NUG နိုင်ငံသားရေးဝန်ကြီးကမြန်မာအရေးကြားနာပွဲပြုလုပ်ပြီးစစ်တပ်ရွေးကောက်ပွဲကိုဂျပန်အစိုးရကလက်မခံရန်တောင်းဆိုတဲ့ဆွေးနွေးတင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံသို့ရောက်ရှိနေသော NUG အစိုးရနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်ကမြန်မာအရေးကြားနာပွဲပြုလုပ်ခဲ့ပြီး ဂျပန်အစိုးရအနေဖြင့်စစ်တပ်ရွေးကောက်ပွဲကိုလက်မခံရန်တောင်းဆိုခဲ့ကြောင်း NUG အစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးထံမှသိရပါဗျ။ဒီဇင်ဘာလ၂ရက်နေ့တွင်ဂျပန်လွှတ်တော်အမတ်များရုံးတွင်ပြည်တော်စုသမရမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝင်ကြီးဒေါ်စင်မာအောင်ကအာနာသိန်းစစ်အုပ်စုမှပြုလုပ်မဲ့အတူရောက်ရွေးကောက်ပွဲနဲ့လက်ရှိမြန်မာနိုင်ငံ၏ပဂတိအခြေအနေများအောင်ရှင်းလင်းပြောကြားသည့်မြမအရေးကြားနာပွဲတစ်ရက်ကျင်းပခဲ့ကြောင်းသိရပါဗျ။ ရင်းစားနောက်ပွဲတွင်ဂျပန်ရောက်မြန်မာပြည်သူများမှပါဝင်ဖြည့်ဆို့ထားကြသည့်ရွေးကောက်ပွဲပေါ်ထားရှိတဲ့သဘောစစ်တမ်းအားပါတီဆောင်ပါဝင်သည့်မြန်မာဒီမိုကရေစီအရေးကိုထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကဥက္ကဋ္ဌထံထွဲပြောင်းပေးအပ်ခဲ့ပြီးစစ်ကော်မရှင်မှပြုလုပ်မယ်အထူးရောက်ရွေးကောက်ပွဲအားဂျပန်အစိုးရအနေဖြင့်လက်ခံခြင်းမပြုပါရန်တောင်းဆိုခဲ့ပါတယ်။ထို့ပြင်မြန်မာပြည်သူများ၏အရေးပေါ်လိုအပ်ချက်များအားကိုကြီးပေးနိုင်ရေးအပါအဝင်အရေးပေါ်အခြေအနေအရဂျပန်နိုင်ငံသို့ရောက်ရှိနေသည့်မြန်မာပြည်သူများအားလည်းဆက်လက်ပြီး ကာကွယ်ကူညီပေးရေးအတွက်အထူးအလေးထားတိုက်တွန်းပြောကြားခဲ့ကြောင်းသိရပါတယ်။အဆိုပါကြားနာပွဲကိုအမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်သည့်မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကတော့မှဘူပေါင်းကစီဇန်ဆောင်ရွက်ခါစီဇန်ခဲ့ခြင်းဖြစ်ပြီးဂျပန်နိုင်ငံဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များသတင်းမီဒီယာနှင့်မြန်မာအရေးကူညီအားပေးနေသောဂျပန်နိုင်ငံသားများမြန်မာပြည်သူများတော်လှန်ရေးအင်အားစုများမှတက်ကြွလှုပ်ရှားသူများတက်ရောက်ခဲ့ပါသည် ဆက်လက်ပြီးအစိုးရတက်တက်လာရဲ့လက်နက်ကင်အဖွဲ့တွေရက်တီဖို့ခက်ခဲနေတာကြောင့်ရွေးကောက်ပွဲကိုနှောက်ယှက်နေတာလို့စေကောင်းဆောင်ဆွဆွဲပြောဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်မြန်မာစစ်ကောင်းဆောင်ကလာမယ့်ဒီဇင်ဘာ28ရက်ရွေးကောက်ပွဲအပြီးအစိုးရတက်လာရင်ဒဏ္ဍာကိုင်းအဖွဲ့တွေကရက်တီဖို့ခက်ခဲနိုင်တာကြောင့်ရွေးကောက်ပွဲအနောက်ရှက်ဖြစ်အောင်လုပ်နေတာလို့ဆွဆွဲပြောဆိုလိုက်ပါတယ်။ပြင်ဦးလွင်မြို့ကိုရောက်နေတဲ့မြန်မာစစ်ကောင်းဆောင်မင်းအောင်လိုင်ကပြင်ဦးလွင်စစ်တပ်ကတော်မှဒီဇင်ဘာလ3ရက်ကပြုလုပ်သွားတဲ့ဗိုလ်တင်နန်းစင်ပွဲမိန်ခေါ်မှအခုလိုပြောလိုက်တာဖြစ်ပါတယ်။ ရွှေကောက်ပွဲကိုမကြမီမှကျင်းပမှာဖြစ်ပေမယ့်ဖျက်လို့ဖျက်စီးလုံနေသူတွေကရွှေကောက်ခန့်အစိုးရပေါ်လာရင်နေရာပြောက်မှာဆိုလို့ရွှေကောက်ပွဲကိုဖျက်စီးနေကြတာလို့အပြစ်ဖို့ပြောသွားတာပါ။ကြပြင်ရွေးကောက်ပွဲကိုနှောက်ရှက်ဟန်တားနေသူတွေရှိနေတဲ့အတွက်ကြောင်းစင်းသွားတဲ့ပိုးလောင်းတွေအနေနဲ့သက်ဆိုင်ရာတရင်တပ်ဖွဲ့တွေကိုတွားရောက်တဲ့အခါမှာရွေးကောက်ပွဲအတွက်ခူညီပေးဖို့လေစစ်ကောင်းဆောင်ကပြောပါတယ်ပြည်သူ့ကောက်ွယ်ရေးတပ် PDF အပါအဝင်လက်နက်ကိုင်အဖွဲ့တွေဥပဒေပေါင်းနဲ့ဝင်ရောက်ဖို့ဖိတ်ခေါ်တယ်လို့လည်းထပ်ပြောပါတယ် ဒီမိုကရေစီကိုနောက်ပြတ်ဆွဲနေတာကလက်နက်ကင်လန်းစင်ဖြစ်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုတိဆောက်ရေးဆိုတဲ့ရည်မှန်းချက်တူညီကြရင် PDF တွေနဲ့လက်နက်ကင်တွေဥပဒေပေါင်းတဲ့ဝင်ခဲ့ကြဖို့ဖိတ်ခေါ်တယ်လို့မြန်အောင်လိုင်းကပြောဆိုပါတယ်2020ပြည်နှစ်ရွေးကောက်ပွဲမှာမင်းမတက်မှမှုကြောင့်တမတော်ကအမျိုးသားနိုင်ငံရေးတာဝန်ကိုထမ်းဆောင်ရချိန်မှာ NUG CRPH အဖွဲ့တွေရဲ့ဝါရမိုင်းတိုက်ပြီးလူငယ်တွေလက်နက်ကင်စီတဲ့လမ်းစဉ်ကြောင်းလူဆွမ်းအားအရင်မြင့်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတယ်လို့လည်းစေကောင်းဆောင်ကစွပ်စွဲထားပါတယ် ကြားပြင်အပြည့်ရထားတဲ့တိုင်းသားလက်နက်ကင်တွေအနေနဲ့နိုင်ငံရေးအပြောင်းလဲဖြစ်စဉ်ကိုအကြောင်းပြလက်ညှိုးထိုးပြီးဂတိကဝတ်တွေချိုးဖောက်လို့ငင်းချမ်းရေးလန်ချောင်းကနေထွေဖွဲသွားတယ်လို့လဲစေကောင်းဆောင်ကအပြစ်တင်ပြန်ပါတယ်စစ်တပ်အနေနဲ့နိုင်ငံအတွက်အဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေဆက်လက်ပါဝင်နေမှာဖြစ်ပြီးငင်းချမ်းရေးလိုချင်တဲ့ဖြစ်တင်ဖြစ်ထိုက်တာတွေကိုပဲတောင်းဆိုရမယ်လို့မင်းအောင်လိုင်ကအထက်စီးကနေပြောဆိုသွားပါတယ် ပြီးခဲ့တဲ့ဒီဇင်ဘာတရက်ကလည်းဇီးပင်ကြီးခွင်းနံတက္ကသိုလ်ကိုတွားရောက်စဉ်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာစစ်တပ်နဲ့တဟဆာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုဆန္ဒမဲပေးရွေးချယ်ဖို့ပြောခဲ့ပါသေးတယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ကပြုလုပ်မဲ့အထူးရောက်ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုခေမဲ့ယုံတာမကဒေသတွင်းမတည်ငြိမ်မှုတွေနဲ့လူထုအပေါ်ဖိနှိပ်မှုတွေကိုသာပိုတိုးလာစေနိုင်တယ်လို့ကုလသမဂ္ဂကလည်းသတိပေးထားပါတယ်။ ဆက်လက်ပြီးရိတ်ခါပြက်ရမှ666.0ကအတင်းထိုးထွက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်း AAC မှခြေမုံခံရတဲ့ဆွေတဲ့ရင်ကိုထင်ဆက်ပြီးတော့မှဖြစ်ပါတယ်စာနယ်ရိတ်ခါပြက်လက်မှုကြောင့်0.666စက္ကန့်မှထွက်ခွာလာတဲ့စီအိုစုစစ်ကြောင်းတစ်ခုကိုအာရကတက်တော် AA ကချိန်မုံတိုက်ခိုက်ခရတွင်စစ်တပ်ဘက်ကတိုက်စုံမှုအချို့ရှိပြီးလက်နက်ခရများနှင့်တုံ့ပန်းတချို့ကိုလည်းဖမ်းဆီးရမိခဲ့သည်ဟုသတင်းရရှိပါသည် စည်ရေးတရေရင်းမြတ်တအူကမင်းညက၄နိုင်ကျော်ခန်းက0.666ကုန်းကထွက်လာတာပါအင်းအားတရာကျော်ပါတယ်စက္ကန့်နဲ့တမိုင်လောက်အရောက်မှာတိုက်ခိုက်ခံခဲ့ရတာပါဟုပြောပါတယ်ထို့သောတိုက်ခိုက်ခံခဲ့ရသဖြင့်အကြံဖက်စစ်တပ်ဘက်ကထိခိုက်အကျဆုံးများပြီးထွက်ပြေးသွားခဲ့ကြသည်ဟု၎င်းကပြောပါတယ်တချို့လည်း point ကုန်းဖက်ထွက်ပြေးသလိုတချို့မှလည်းတောထဲမှာထွက်ပြေးပုန်းရှောင်နေကြပါတယ်အလောင်းတချို့၊သုံးပန်းတချို့နဲ့လက်နေခရမ်းတွေကိုတက်တော်ကသိမ်းဆည်းရမိခဲ့တယ် ထွက်ပြေးသွားတဲ့စစ်သားတွေကိုလိုက်လံချေမှုန်ပြီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာတွေရှိတယ်လို့၎င်းကပြောပါတယ်။အရက်ကတက်တော်မှဘကိုးတိုင်းပတောင်မြို့နယ်ပကံကွဲကြီးရွာတောင်ပန်း6ကီလိုမီတာအကွာဝေး၌ရှိသော .666 စက္ကန့်ကုန်ကို2025ခုနှစ်အောက်တိုဘာ14ရက်နေ့ကသိမ်းပိုက်ခဲ့ပြီးနောက်စက္ကန့်ကုန်တစ်ခုလုံးကိုရှင်းလင်းနိုင်ခဲ့ပါတယ်။၎င်းနောက်လေရင်အနေရရှိသဖြင့်စကမ်းမနောက်ဆုတ်ထားစဉ်ရန်င်းငယ်အကြတွင်အကြံဖက်စစ်တပ်အင်အား300ခန့်ဖြင့်အဆိုပါစကမ်းကိုပြန်လည်ဝင်ရောက်တက်ဆွဲလာတယ်ဟုသိရပါတယ်။ ၎င်းနောက်အရကတက်တော်မှ point 666စက္ကန့်ကုန်းကိုဝိုင်းဝန်းပိတ်ဆို့ပြီးထောက်ပို့လမ်းကြောင်းများကိုဖြတ်တောက်ထားရန်အဆိုပါစက္ကန့်ကုန်းရှိအင်အား300ခန့်မှစားနပ်ရိက္ခာများပြတ်တောက်လာခဲ့သည်ဟု၎င်းကပြောဆိုပါတယ်။သူတို့ပိတ်ဆို့ခံထားရတာတလကျော်ကြာလာတော့စားနပ်ရိက္ခာတွေပြက်လက်လာတယ်။အောက်ကနေတက်လာတဲ့ထောက်ပို့စစ်ကြောင်းတွေကိုလည်းအေအေကဖြတ်တောက်တိုက်ခိုက်တော့ရိက္ခာတွေကမရောက်နိုင်တော့ဘူး။အခုလိုအခြေအနေမှာအေအေကစနိုက်ပါနဲ့ရောလက်နက်ကြီးနဲ့ပါပစ်တာရှိတော့အဲ့ဒီမှာလေထိခိုက်ကြဆုံးမှုတွေရှိနေတယ် ဒီတော့မင်းညကအင်းအား100လောက်ပါတဲ့စစ်ကြောင်းတစ်ကြောင်းကကပါစ16ဘက်ကိုထိုးပေါက်ထွက်တယ်။အေအေကအသင်းဆောင်ပြီးတိုက်ခိုက်တာတေဆုံးသူများပြပြီးလက်နက်ခဲရနဲ့စစ်တုံးမှန်းအချို့ဖမ်းဆီးရမိခဲ့တယ်ဟုပြောပါရယ်။အကြံဖတ်စစ်တပ်သည်ဆင်လန်လီလာတောင်ချီမြောင်ချီတောင် point 666စက္ကန့်အနည်းဝန်းကျင်ကိုလေကြောင်းလက်နက်ကြီး drone များကိုအလွန်အကျွံသုံးပြီးထိုးစစ်ဆင်နေတော်လေအကြအဆုံးများပြီးဆင်လန်လီလာတောင်နှင့် 0.666ကုန်းအလုံးမှာ AA နှင့်မဟာမိတ်တပ်ဖွဲ့များ၏ဝိုင်းဝန်းပိတ်ဆို့မှုကိုခံရဆဲဟုတခြား AA နှင့်နီးစပ်သည့်ဒေသခံစစ်ရေးတရင်ရင်းမြစ်တခုကပြောဆိုပါတယ်။ပိတ်မိထားတဲ့စခန်းတွေကိုစာနယ်ရိတ်ခါလာဖို့လဲဖြတ်တိုက်ခိုင်းရတယ်။အခုကဆင်လန်စခန်းကိုလဲထောက်ဖို့စစ်ကြောင်းမရောက်နိုင်ဖြစ်နေတယ်။ချက်နေတိုက်ခိုက်ခံရတော့အထိနာပြီးရှေ့ကိုမတိုးနိုင်ဖြစ်နေတယ်။နောက်ထပ်ညောင်ချီတောက်ဘက်ကတက်လာတဲ့စစ်ကြောင်းနဲ့တိုက်ပွဲကဆက်ဖြစ်နေတယ်ဟုပြောပါရယ်။ ဆင်လန်တဲ့လီလာတောင်ကိုထောက်ဖို့လမ်းကြောင်းများဖြတ်တောက်ခံထားရသဖြင့်ရှေးခါပြက်လက်လာရမှရှမန်နီနေ့လယ်ပိုင်းကရှေးခါပို့ဆောင်ရန်ညောင်ချေတောင်မှအင်အားနေရာခန့်ဖြစ်စစ်ကြောင်းတစ်ကြောင်းထတ်တက်လာရာအေအေနှင့်ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်ဟု၎င်းကပြောဆိုပါရယ်ဆက်လက်ပြီးမြစ်ဆွေတည်ဆုံပြီးနောက်သူ့မြေကွက်တမတ်ရောင်းစားလို့မိသားစုတွေပြဿနာတက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ် အကြံဖတ်စစ်တပ်ရဲ့အာဏာသိမ်းမှုကိုအားပေးကူညီခဲ့တဲ့စစ်တပ်လက်ပါစေယာယီသမရမြင့်ဆွေတည်ဆုံးပြီးတဲ့နောက်ပိုင်းဒူပိုင်ဆိုင်တဲ့မြေကွက်ကိုတမတ်ဖြစ်သူကရောင်းစားတဲ့အတွက်မိသားစုကြောင့်အငင်းပွားမှုပြဿနာတွေဖြစ်နေပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်အတွင်းရှိမြင့်ဆွေအမည်ပေါင်းပေ80ပေ60အကျင်မြေကွက်ကိုတမတ်ဖြစ်သူတာယာမြင့်ဆွေက ရောင်းစားခဲ့တယ်လို့သိရပါတယ်။မြေကွက်ရဲ့ခရမ်းတက်တန်းကုန်ဆုံးနေလို့တက်တန်းတို့ပို့ပြီးခဲ့တဲ့နှစ်9လပိုင်းနဲ့17လပိုင်းတွေမှာနေပြီးတော့စာချုပ်စာတမ်းမှတ်ပုံတင်ရုံး ကိုစလဲလွှဲစာနှစ်စာကိုတတ်မှတ်ဖြစ်သူဒါယာမြင့်ဆွေစီတွဲပြောင်းပေးထားခဲ့ပြီးနောက်အခုလိုမြေကွက်ရောင်းချမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီကိစ္စမှာပါဝင်ပတ်သက်သူတွေအနေနဲ့ခုနှစ်ရက်အတွင်းလာရောက်ဖြေရှင်းဖို့မြင့်ဆွေရဲ့ဇနီးဖြစ်သူကတောင်းဆိုထားပြီးလာရောက်မဖြေရှင်းပေတိန့်ရှောင်နေရင်အားလုံးကိုအရေးယူသွားမယ်လို့သတင်းစာမှာဒီနေ့ကြော်ညာထည့်သွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ဒါယာမြင့်ဆွေဟာခွဲလွန်သူယာယီသမရဦးမြင့်ဆွေရဲ့သမီးဖြစ်သူဒေါခင်တထားဆွေရဲ့ခင်မွန်ဖြစ်ပြီးလက်ရှိမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာခေတ္တနေထိုင်နေတယ်လို့သိရပါတယ် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုဥပဒေမဲ့ခေါ်ယူပြီးနိုင်ငံတော်သမ္မတဦးဝင်းမြင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ပြည်သူအစိုးရအဖွဲ့ဝင်တွေကိုမတရားဖန်ဆီးခဲ့တဲ့သူတွေထဲမှာပါဝင်သူအဖြစ်ကွယ်လွန်သူမြင့်ဆွေကိုအကြံဖတ်သမားအဖြစ်အမျိုးသားညီညွတ်ရေးအစိုးရကပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။မြင့်ဆွေဟာပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်တာဝန်အပါအဝင်ယာယီသမရတာဝန်အထက်တာဝန်အစစ်စစ်ယူခဲ့တဲ့စစ်ဘိုလ်ချုပ်ဟောင်းတယောက်ဖြစ်ပြီးအခုနှစ်ဩဂုတ်လ9ရက်မှာတည်ဆုံခဲ့တာဖြစ်ပါတယ်။ကျမတို့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။